အားလုံးပဲမင်္ဂလာပါ။မြန်ခရစ်တောင်းနေပြန်ပြီးကျေးဇူးပါတယ်။ကျွန်တော်ဒီနေ့ဗီဒီယိုမှာတော့ Binance ကနေပြီးတော့အခုတစ်ခေါက်လာတဲ့ Launch Pool အကြောင်းပြောပြသွားမှာဖြစ်ပါတယ်။ Launch Pool မှာဘယ်လိုမျိုးပါဝင်ရမလဲ။ဘယ် token တွေကိုသုံးပြီးတော့ farming လုပ်လို့ရမလဲဆိုတာကိုပြောပြသွားမှာဖြစ်ပါတယ်။ဒါကြောင့်ဗီဒီယိုလေးကိုစောင့်ကြည့်ကြည့်ပေးဖို့ဖိတ်ခေါ်ပါတယ်။ကျွန်တော်ကတော့ season တင်ဆက်သူခုဖြစ်ပါတယ်ခင်ဗျာ။ကဲဆိုတော့ကျွန်တော်တို့စလိုက်ရအောင်ပါ။ဗီဒီယိုလေးကိုစမယ်ဆိုတော့ကျွန်တော်တို့ launch pool နေရာကိုသိဖို့လိုအပ်တယ်ပေါ့နော် launch pool နေရာက more ကကျွန်တော်တို့ launch pool ဆိုတဲ့နေရာလေးကိုတွားရမှာဖြစ်ပါတယ် မိုဘိုင်းဖုန်းသမားတွေဆိုရင်လည်း home page ထဲမှာပဲ more က launch boost ဆိုတာလေးကိုနှိပ်လိုက်ရပြီကျွန်တော်မတွေ့ဘူးဆိုရင် more ဆိုတဲ့ button လေးကိုတွေ့အောင်ရှာပါတော့เนาะ more ကိုတွေ့ပြီဆိုရင် launch boost ကိုတွေ့ပါလိမ့်မယ်ဆိုတော့ launch boost ဆိုတဲ့နေရာလေးကိုကျွန်တော်ရအောင်သွားလိုက်ရအောင်ပါဒီနေရာကိုရောက်ပြီဆိုရင်ဒီမှာကျွန်တော်တို့ launch boost ဆိုတဲ့ခေါင်းစဉ်ရဲ့အောက်မှာပေါ့เนาะ SXT ဆိုတဲ့ token လေးတစ်ခု farm လုပ်လို့ရနေပါတယ် farm လုပ်လို့ရတဲ့ token ကတော့၃မျိုးရှိမှာဖြစ်ပါတယ် USDC FT USD နဲ့ BNB ဆိုပြီးတော့၃မျိုးရှိပါတယ် ဒီထက်ကမှ BNB ကတော့ airdrop ရတဲ့ပမာဏရဲ့85ရာခိုင်နှုန်းကိုခွဲဝေရရှိထားတယ်။ FTUSD နဲ့ Farm Method တွေကတော့9ရာခိုင်နှုန်းပဲရမှာဖြစ်ပါတယ်။ USDC သမားတွေကတော့10ရာခိုင်နှုန်းအထိရသေးတာကိုတွေ့ရမှာဖြစ်ပါတယ်။စုစုပေါင်း airdrop ပေးမဲ့ပမာဏက125 million SXT token တွေကိုပေးမှာဖြစ်ပါတယ်။စုစုပေါင်း total supply ရဲ့2.5%ဖြစ်ပါတယ်။ Farm လုပ်လို့ရတဲ့ကာလကတော့2ရက်တိတိရမှာဖြစ်ပါတယ်။မနေ့6နိုင်ခွဲမှာစမယ်။ အခုကျွန်တော်ဒီဗီဒီယိုကို record လုပ်တဲ့အချိန်မှာတော့မစသေးပါဘူးဒါပေမဲ့မိတ်ဆွေတို့ဒီဗီဒီယိုကိုကြည့်နေမဲ့အချိန်မှာဆိုရင်တော့ family ကစနေပြီပေါ့နော်ဆိုတော့ကျွန်တော်တို့စပြီးတော့ family လုပ်တဲ့အပိုင်းလေးတွားရအောင်ပေါ့နော် token ၃မျိုးရိတ်ကကိုယ်မှရှိတဲ့ token နဲ့ကြိုက်တာနဲ့ family လုပ်လို့ရတယ် BNB သမားတွေဆိုရင်တော့ကျွန်တော်တို့ဒီ page ကိုတောင်လာစရာမလိုဘူး simple n နဲ့မှတခါတယ်အနေကပေါ့နော်စင်မဲအနေမှာတခါရယ် flexible ပဲဖြစ်ဖြစ် log state ပဲဖြစ်ဖြစ်လောက်ထားလိုက်ရုံနဲ့တင်ရှာမှာဖြစ်ပါတယ် အဲ့တော့ကျွန်တော်ကဒီဗီဒီယိုမှာတော့ USDC ကိုသုံးပြီးတော့ family လုပ်တဲ့အပိုင်းလေးနဲ့စမယ် USDC ကိုသုံးမှဖြစ်တဲ့အတွက်ကျွန်တော် USDC ပိုးကိုရွေးလိုက်တယ်ပေါ့နော် BNB နဲ့ family လုပ်မဲ့သူတွေကကျွန်တော် simple NFT ကိုသွားထည့်ထားလိုက်ရင်ဒီမှာချက်ချင်း BNB တွေကိုထည့်ပြီးသားအနေနဲ့ပြနေမှာဖြစ်ပါတယ်ဒီ BNB တွေကကျွန်တော်ဒီမှာလာပြီးတော့ထည့်ထားတာမဟုတ်ဘူး SIM နဲ့မှာထည့်ထားတဲ့ BNB တွေကိုဒီမှာပြပေးထားတာဖြစ်ပါတယ်အဲ့တော့ USDC နဲ့ FTUSD ဆိုရင်တော့ SIM နဲ့မှာထားရုံနဲ့တင်မရအောင်ပေါ့နော်ဒီနေရာကိုလာပြီးတော့ထည့်ပေးမှာပဲရမှာဖြစ်ပါတယ် ဲ့တော့ကျွန်တော်ကဒီဗီဒီယိုမှာက USDC ကိုသုံးပါဖြစ်တဲ့အတွက် USDC ကိုရွေးထားတယ်ပြီးတော့ပြီဆိုရင် lock ဆိုတဲ့ button လေးကိုနှိပ်လိုက် ပြီးကိုထက်မဲ့ပမာဏကိုဒီနေရာမှာရေးပြရမယ်ပေါ့နော်ကျွန်တော်ကဒီရှိရာအကုန်လုံးထက်မှာဖြစ်တဲ့အတွက် max ဆိုတဲ့ button လေးကိုနှိပ်လိုက်တယ်ပြီးရင် lock ဆိုတာလေးကိုဆက်နှိပ်လိုက်ဒါဆိုရင်ကျွန်တော်တို့ဒီ SHT token တွေကို USDC တွေနဲ့ farm လုပ်တာအောင်မြင်သွားပြီဖြစ်ပါတယ်စပြီးတော့ထည့်ထားလိုက်ပြီပေါ့နော်ဒီကောင်းကောင်းလေးပြီးတဲ့အချိန်မှာတော့ farm ကအော်တိုစနေမှာဖြစ်ပါတယ် အဲ့တော့ကျွန်တော်တို့ဒီ space and time ဆိုရဲ SSD project ကဘယ်လိုမျိုး project လဲဆိုတာကိုနည်းနည်းလေးပြောပြပေးခြင်းနဲ့ဒါကိုသိဖို့အတွက်ဆိုရင်ကျွန်တော်တို့ SSD ရဲ့ research report ကိုတောက်ပြီးတော့ဖတ်ကြည့်လို့ရတယ်။လောလောဆယ်မှာတော့ research report ကတက်မလာသေးဘူး။ဒါတရက်နှစ်ရက်လောက်နေရင်တော့ research report ထွက်လာမယ်ပေါ့နော်။အခုလောလောဆယ်မှာကျွန်တော်တို့ website တွေ white paper တွေကနေပြီးတော့တွားကြည့်လို့ရတယ်။အာကျွန်တော်ကြည့်ထားရသလောက်ဆိုရင်ဒီကောင်က blockchain database သဘောမျိုးဖြစ်ပါတယ်။ zero knowledge proof ကိုတုံးထားတဲ့ ီ decentralized web3 data platform တခုဖြစ်ပါတယ်ဒီပေါ်မှာရှိနေတဲ့ data တွေနဲ့ပေါ့နော် smart contract တွေ blockchain application တွေအတွက်အ very very trustless data processing တွေကိုလုပ်ပေးနိုင်မဲ့ပုံစံမျိုးဖြစ်ပါတယ်ပြီးတော့ကျွန်တော်သူ့ရဲ့ SXT token ကိုသုံးပြီးတော့ staking တွေပြီးပြီးဆိုရင် network security အတွက်တွေအစရှိတဲ့ validator တွေအတွက်လည်းအသုံးပြုလို့ရမယ့်ပုံစံမျိုးဖြစ်ပါတယ် နောက်တစ်ခုက verify data တွေ PP ဆိုရင် smart contract တွေအတွက် blockchain တွေအတွက် application တွေကို real time access ရအောင်လုပ်ပေးနိုင်မဲ့ပုံစံမျိုးဖြစ်ပါတယ်ဒီ token က Binance မှာ list တော့မယ်ပေါ့နော်လောလောဆယ်မှာကျွန်တော်တို့ဒီ SXT token ကို Binance Alpha မှာလဲ trade လုပ်လို့ရနေပါတယ်ဒါက Binance Alpha Binance Alpha မှာရနေတဲ့ token တွေက Binance မှာတကယ် list တော့မဟုတ်သေးဘူးပေါ့နော်ဒါပေမဲ့အခုဒီ SXT ကတော့ Binance မှာဒီ launch ပူပြီးတဲ့အချိန်ဆိုရင် listing စတော့မှာဖြစ်ပါတယ်အဲ့တော့သူ့ရဲ့အဓိကရည်ရွယ်ချက်ကတော့ blockchain နေနဲ့ကျွန်တော်တို့ traditional database တွေရဲ့ကြားထဲက gap ကိုပေါ့နော် bridge လုပ်ပေးနိုင်မှုဆိုတော့ပုံစံမျိုးနဲ့လာတာဖြစ်ပါတယ်ဒါကတော့ SXT ရဲ့အကြောင်းပါကိုယ်တိုင်ပို့ပြီးတော့ဒီ project နဲ့ပတ်သက်လို့စိတ်ဝင်စားရဲဆိုရင်ကိုယ်တိုင်ကိုကြားလေ့လာကြည့်လို့ရတယ် white paper တွေဒီ website တွေမှာသွားပြီးတော့ဖတ်ကြည့်လို့ရပါတယ်ဒါကကျွန်တော်ဖတ်ထားတဲ့လောက်လေးပြန်ပြီးတော့မျှဝေပေးတာပေါ့နော်အခုတစ်ခေါက်လာတာကတော့ project အတွက်နှစ်ရက်ရမှာဖြစ်ပါတယ်ပြီးတော့သူ့ရဲ့ token supply ကိုပြန်ကြည့်မယ်ဆိုရင်5 billion SXD token တွေအထိရှိတာကိုတွေ့ရတယ်ပေါ့နော်ဒါက total supply ကလည်း5 billion maximum supply ကလည်း5 billion အထိရှိတယ် launch pool မှာပေးတာကတော့စုစုပေါင်းပေးတာက125 million ပေးတာဖြစ်ပါတယ်ဒါက2.5%ရှိတယ်ပေါ့နော်စုစုပေါင်း total supply ရဲ့နှစ်တသမ900ခန်းတော့အထိပေးသွားတာဖြစ်ပါတယ်ကျွန်တော်အခုလောလောဆယ် USDC 10040နဲ့ farm လုပ်ထားပါတယ်ဒီကနေပြီးတော့ဘလောက်ပမာဏ SXT token တွေပြန်ရမယ်ဆိုတာကိုလည်း comment မှာဝင်ရောက်ပြီးတော့ comment ရေးသွားလို့ရပါတယ် ခမ်းမန်းကြည့်ကြပါဗောနော်ဘယ်လောက်တိုကင်ပြန်ရမလဲဆိုတာကိုရေးသားလို့ရှာတယ်ဒီ SSD ကအခု launch pool မှာမိတ်ဆက်သွားတာ69ခုမြောက် project လည်းဖြစ်ပါတယ်69ခုမြောက် project မှာဘယ်လောက်တိုကင်တွေပြန်ရမလဲဆိုတာကိုရှင်းခုံစွာကြည့်ကြရမယ့်အချိန်ဗောနော် family color ကလည်းနှစ်ရက်ပဲကြာတာဖြစ်ပါတယ်လုံးမဲ့သူတွေထည့်ခြင်းတဲ့သူတွေမြန်မြန်လေးထည့်ထားလို့ရတယ် BNB ရှိမှမဟုတ်ဘူး FT USD ရှိရင်လည်းရတယ် USDC ရှိရင်လည်းရပါတယ် Launch Pool Video တွေတိုင်းမှာကျွန်တော်အမြဲတမ်းပေးတာလေးတခုရှိပါတယ် ဒါက launch pool နဲ့ပတ်သက်လို့ဒီဗီဒီယိုမှာစကြည့်ရတဲ့သူတွေဆိုရင်သိအောင်လို့ထပ်ပြီးတော့တတိပေးတာပါ BNB တွေကို launch pool လာတဲ့အချိန်မျိုးမှာမှပြေးပြီးတော့ဝယ်လိုက်တာမျိုးတွေမလုပ်တင်ပါဘူး။ဘာကြောင့်လဲဆိုတော့ launch pool announcement ထွက်လာတဲ့အချိန်မျိုးတွေမှာ BNB ဈေးတွေကတက်နေတာမျိုးတွေကြောက်ရနိုင်တယ်။ဒီ launch pool ပြီးတဲ့အချိန်မှာကိုက family ပြီးသွားရရော BNB တွေကိုပြန်ရောင်းနေဆိုရင်အဲ့ဒီအချိန်မှာဈေးတွေကပြန်ကျနေတာမျိုးရှိတယ်ပေါ့နော်။ဒီ launch pool ကရတဲ့ reward နဲ့မကမိတာမျိုးတွေဖြစ်နိုင်တယ်။ဒါကိုတတိထားမိအောင်လို့တင်ပေးတာဖြစ်ပါတယ်။ ီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးတဲ့အတွက်ကျွန်တော်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်အားလုံးပဲ trade တိုင်းမြတ်ကြပါစေခင်ဗျာ